အရာဗရီတိုင်းဒေသကြီးလွှတ်တော်ကဖွဲ့စည်းထားတဲ့တိုင်ကြားစာကော်မတီကိုတိုင်ကြားစာပေါင်း900နီးပါးရောက်ရှိနေပြီးအများဆုံးတိုင်ကြားသူတွေကတော့လေယာမြေနင်းနာမြို့ပြည်ထနာဖြစ်နေပါတယ်။ဒီသတင်းကိုဆိုရကပေးပို့ထားပါရရှင်။ပြည်သူတွေရဲ့တင်ပြစာတိုင်ကြားစာနဲ့အတနာခံစာဆိုင်ရာကော်မတီကိုအေရီတိုင်းဒေသကြီးလွှတ်တော်မှာဖေဖော်ဝါရီလ25ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီးဒီနေ့အချိန်ထိတိုင်ကြားစာပေါင်း900နီးပါး ပြည်သူတွေစီကနေလက်ခံရရှိထားတာပါဒီလိုလက်ခံရရှိရမှာလေယာဉ်မြင့်နစ်နာမှုပြဿနာကအများဆုံးဖြစ်ပြီးဒုတိယအများဆုံးပြဿနာကအုတ်ချုံရည်မှုခံထားတာနဲ့ပတ်သက်ပြီးမကျေနပ်မှုတွေဖြစ်ပါတယ်။လျာမီနဲ့ပတ်သက်တဲ့အမှုတွေကကျွန်တော်တို့ထပ်မံပြီးတော့မူဝါဒထက်တစ်မျိုးလာမယ့်အတွက်ကြောင့်ဒါတွေကိုလည်းခဏထားရပါတယ်ခင်ဗျာ။နောက်ပြီးတော့ကျွန်တော်တို့ဒီအုတ်ချုံရည်မှုပြဿနာတွေကလည်းဒီတရားတွေကိုကျွန်တော်တို့လွတ်တော်ထဲမှာပဲဒီ ဥပဒေပြင်ဆင်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါတွေလည်းခဏထားပါတယ်ဒါဒါတွေကဘယ်လိုဆက်သွားမှာမသိဘူးလွတ်တော်လွတ်တော်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်ဒီနေရာကြီးကခဏနေပါအောင်ဆိုရင်တော့နေပါတယ်အခုလောလောဆယ်မှာတော့ကျွန်တော်တို့ဒီပေါ့နော်ဟိုဟိုသက်ဆိုင်ရာဒေသတွေရဲ့ဒီအခြားမှုတွေတွေရမှာပေါ့နော်တကယ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေနာမှုတွေကိုကျွန်တော်တို့လိုက်လံပြီးတော့ဖြေရှင်းရပါတယ်ဆေးဥချုပ်ရဲ့ကာလအလုံးဒုတိယကြိမ်ပြုလုပ်တဲ့ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကနေတဆင့်အယက်သားဆိုရတက်လာချိန်မှာနိုင်ငံအနှံ့ကလေယာဉ်မြင့်နှင်းနာဆုံဆုံးခဲ့သူတွေရဲ့တိုင်ကြားစာတွေကနီးစပ်ရာအစိုးရဖွဲ့ဝင်လူကြီးတွေစီစုပြုံရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပြည်သူတွေအနေနဲ့အစိုးရအဖွဲ့ကတာဝန်ရှိသူတွေကိုတိုင်ကြားရမှာထိထိရောက်ရောက်တိုင်ကြားတတ်ဖို့လိုတယ်လို့လဲမြို့သားလွှတ်တော်ဥက္ကဋ္ဌမန်ဝင်းခိုင်တန်းကသူ့ရဲ့ AR တိုက်ခီးစဉ်အတွင်းမှာပြောကြားခဲ့ပူပါတယ်။ဟုတ်။အဲ့ဒါကြတော့ဘာလို့လို့ဖျားနိုင်တဲ့ခါကျတော့ကျွန်တော်လို့အကြံနဲ့ခက်သွားတော့ပို့ဌာနလုံမလားဒီဌာနလုံမလားဆိုတော့ကိုကမသိတဲ့ခါကျတော့ တော့ပြီးတော့အခုနဲ့တခုပုံရိုးတိဖြစ်မှာကျွန်တော်စိုးတဲ့ခါကျတော့အဲ့ဒါမျိုးကြတော့ဒီကူကတော့တမရတော့နိုင်တော်တိုင်းကောင်းကောင်းသူတို့အဲပုံပုံစီတိုက်ထားလို့ဆိုကျွန်တော်ကရှောင်းနေတယ်လေ။ဘာသူတို့တော့ဆက်နေကျွန်တော်တို့ဆက်နေတော့ပြီးတော့ထိတ်တိုက်ပြီးတွေ့မှာဆိုကျွန်တော်ရှောင်းတယ်။အဲ့ကြောင့်မလို့တကယ်တမ်းကိုယ့်ရဲ့ကိစ္စကိုကျွန်တော်စိတ်ပြင်းပြီးဖြစ်စေခြင်းတခုတည်းတိုက်ပါ။ AR တိုင်းဒေတာကြီးလွတ်တော်ကဖွဲ့စည်းထားတဲ့တိုင်ကြားစာကော်မတီကို ကော်မတီအဖွဲ့ဝင်73ဦးနဲ့ဖွဲ့စည်းထားပြီးကော်မတီဥက္ကဋ္ဌဖြင့်ရောင်းမြမဲဆန္ဒနဲ့အမှတ်နှစ်ကဒေါက်ခိုင်စင်ဦးကတာဝန်ယူထားပါတယ်ကျွန်တော်ဆိုရပါ